ရှမ်းလူခွင့်ရေးဖောင်ဒေးရှင်းရဲ့မကြာသေးမီကထုတ်ပြန်ချက်မှာကိုးကားထားတဲ့ဂျိုရုဓာတ်ပုံတွေနဲ့ American Cheshire Station Center ရဲ့ဇူလိုင်လမှာထုတ်ပြန်ခဲ့တဲ့တွေ့ရှိချက်တွေဟာစိုးရိမ်ပွဲရအမှန်တရားတစ်ခုကို အတည်ပြုနေပါတယ်။အဲဒါကတော့အရှိတောင်အာရှဒေသအထူးသဖြင့်မြန်မာနဲ့လာအိုနိုင်ငံတွေမှာမြေရှားတပ်ထုဒူးဖော်ရေးလုပ်ကွက်တွေအစုလိုက်အပြုံလိုက်ပေါ်ပေါက်လာနေတယ်ဆိုတာပါပဲ။မြန်မာပြည်မြောက်ပိုင်းကချင်ပြည်နယ်မှာဆိုရင်အရေးကြီးတဲ့ ရေဝေရေလဲတောင်တန်းတွေပေါ်မှာမြေရှားတက်ထုတွင်300ကျော်ဟာအမာရွတ်တွေလို ဖြစ်နေပါပြီ။ကချင်ပြည်နယ်ကတဘာဝပတ်ဝန်းကျင်ပျက်စီးမှုဟာဆိုးရွားတဲ့အဆင့်ကိုရောက်ရှိနေပါပြီ။ဒီတက်ထုတွင်အများစုကိုမြန်မာစစ်အာဏာရှင်တွေကိုတော်လှန်နေတဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIA ကထိန်းချုပ်ထားပေမဲ့လူ့ဖော်ရေးလုပ်ငန်းတွေကတော့မယမနာဆက်လက်လှုပ်ဆောင်နေပါတယ်။ KIA အတွက်မြေရှားတက်ထုကရတဲ့ဝင်ငွေဟာသူတို့ရဲ့လက်နက်ကင်ဒေါ်လာရေးကိုဆက်လက်ရှင်သန်စေဖို့ အသက်သွေးကြောတစ်ခု ဖြစ်နေပါတယ်။ဒါပေမဲ့စစ်ကောင်စီနဲ့မတူတာကကရရင်ဟာဒေသခံတွေရဲ့အတန်ကို တိုင်းတာတစ်ခုထိ နားထောင်မှုရှိပါတယ်။ဥပမာအားဖြင့်ထိခိုက်နေနာတဲ့ရွာသားတွေကိုရောကြီးပေးတာသူရတနာပညာရှင်တွေကိုတတုရင်ဧရိယာတွေတဲဝင်ခွင့်ပြုတာမျိုးတွေပါ။ကချင်ပြည်နယ်ကမြေရှားတတုကုံချမ်းအားလုံးဟာတရုတ်နိုင်ငံတဲကိုတိုက်ရိုက်စီးဝင်သွားပါတယ်။ဒါပေမဲ့မဲခေါင်ဒေသတွက်ထိတ်လန့်စရာ အကောင်းဆုံးကိစ္စကတော့မြစ်ရဲ့မြစ်ဖြားပိုင်းနားမှာမေရှားတပ်ထုတူဖော်ရေးလုပ်ငန်းတွေအများအပြားတွေ့ရှိရတာပါပဲ။ရှမ်းပြည်နယ်ရှိပိုင်းတရုတ်နယ်စပ်အနီးကမိုင်းပေါက်မြို့မှာဆိုရင်တပ်ထုတွင်နေရာ25ခုကနေ30ထိတွေ့ရှိထားပါတယ်။ဒီလုပ်ငန်းတွေဟာမဲခေါင်မြစ်ထဲကို စီးဝင်တဲ့လွေမြစ်နဲ့တန်လွင်မြစ်ထဲကို စီးဝင်တဲ့ခါမြစ်ကြားမှာတည်ရှိနေတာပါ။ဒါကြောင့် နိုင်ငံတကာမြစ်ကြီးနှစ်စင်းတဲကိုတထုအကြီးစားအစိတ်တောက်တွေပြန့်နှံ့သွားနိုင်တဲ့အန္တရာယ်ဟာအလွန်ကြီးမားနေပါတယ်။နောက်ထပ်တနေရာကတော့ရှမ်းပြည်အစီပိုင်းကမိုင်းရော်မြို့နယ်ဖြစ်ပြီးမဲခေါင်မြင့်နဲ့ကီလိုမီတာ40กว่าမှာပဲမြေရှားတထုတွင် အနည်းဆုံး16ခုရှိတယ်လို့သိရပါတယ်။ဒါပြင်မဲခေါင်မြင့်ရဲ့မြစ်လက်တက်တွေဖြစ်တဲ့ကော့မြစ်နဲ့ မဲဆိုင်မြစ်တွေရဲ့မြေပြားပိုင်းတွေမှာလည်းတတုတွင်တွေထပ်မံတွေ့ရှိထားရပြီးလာအိုနိုင်ငံမြောက်ပိုင်းနဲ့အလားပိုင်းတွေမှာလည်းနေရာအနှံ့မှာတွေ့နေရပါတယ်။အရှိတောင်အာရှရဲ့မြေကင်ကြီးဖြစ်တဲ့မဲကောင်မြစ်ဟာအခုဆိုရင်သူ့ရဲ့တမိုင်းတလျှောက်မှာအစိုးရဆုံးတဘာဝပတ်ဝန်းကျင်ကျက်တဲနဲ့ရင်ဆိုင်နေရပါပြီ။ဒါဟာရေအားလျက်စစ်ဆယ်တွေထက်တောင်ပိုပြီးတော့ပျက်စီးစေနိုင်ပါတယ်။ဆယ်တွေကမြစ်ရဲ့စီးဆင်းမှုကိုပြောင်းလဲစေပေမဲ့ရေကတော့ဆက်ပြီးစီးဆင်းနေဦးမှာပါ။ဒါပေမဲ့ တက်ထူအကြီးစားအစိတ်တင့်မှုကတော့မတူပါဘူးသူကတက်ရှိအားလုံးကိုတဖြည်းဖြည်းချင်းတက်ပြစ်ပါတယ်မြစ်ကြီးကိုတိုင်းကလည်းတက်ပြစ်ပါတယ်မဲကောင်မြေရေကိုတောက်တုံးလို့မရတော့တဲ့ဒီနေ့မှာလူတန်းပေါင်းများစွာဟာကပေးနဲ့ရင်ဆိုင်ကြရမှာပါ။သတိပိလက္ခဏာတွေကတော့မြင်သာနေပါပြီ။2025ခုနှစ်ဇူလိုင်လမှာပဲမဲကောင်မြေကော်မရှင် MRC ကရွှေရီကန်ဒေတာနဲ့ထိုင်းလာအိုနယ်စပ်ချားမှာအန္တရာယ်ရှိတဲ့ တထုအကြီးစားပမာဏတွေတွေ့ရှိရကြောင်းအစီရင်ခံခဲ့ပါတယ်။ထိုင်းနိုင်ငံရဲ့ညဉ့်ဉန်းမှုထိန်းချုပ်ရေးဌာနကလည်းချင်းစံဒေသမှာအာဆင်နဲ့အစက်ရတောက်အန္တရာယ်ရှိတဲ့အဆင့်ကိုတည်ပြုခဲ့ပါတယ်။ဒီတွေ့ရှိချက်တွေဟာမြညာပိုင်းတထုတွင်တွေကနေထွက်တဲ့အစိတ်တင့်ရေတွေဟာမဲကောင်မြင့်အောက်ပိုင်းဒဲကိုစိတ်ဝင်နေပြီးဆိုတာကို ရှင်းရှင်းလင်းလင်းပြသနေတဲ့သတိပေးချက်တစ်ခုပါပဲ။ဒီတထုတွင်အများစုကစံချိန်မှမီတဲ့ အခြေခံဤပညာတွေနဲ့ဆောက်လုပ်နေတာပါသူတို့တွင်ဧရိယာတွေဟာတိုင်းဒါလက်နက်ကိုင်အဖွဲ့တွေရဲ့အကာအကွယ်အောက်မှာရှိနေပြီးသူတို့ဟာနိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေအများစုကတရုတ်ကုမ္ပဏီတွေကို လုပ်ပိုင်ခွင့်တွေချပေးထားတာပါရှမ်းပြည်နယ်ကကော့မြင့်နယ်မဲဆိုင်မြဖြားပိုင်းကအမေရှားတပ်ထုနဲ့ရွှေတပ်ထုတွေကနေစီးဆင်းလာတဲ့ တတ္ထုအကြီးစားတွေဟာမြောက်ပိုင်းကထိုင်းရွာသားတွေအပါဝင်ဒေသခံတွေကို ထိခိုက်စေပြီးထိုင်းဆိုရကိုဒီကိစ္စကိုဂိုင်တွယ်ဖို့ဖိအားပေးနေပါဗျ။တတ္ထုတွင်နေဟာတရုတ်ပိုင်းဖြစ်တဲ့ဆိုတဲ့တက်တီအထောက်ထားတွေကြောင့်တရုတ်ကိုယ်စားလှယ်တွေနဲ့ဆွေးနွေးမှုတွေတောင်းပြုလုပ်ခဲ့ပါဗျ။ဒါပေမဲ့တရုတ်ရာရှိတွေကတော့ဓာတ်တွေဟာတရုတ်စီးပွားရေးလုပ်ငန်းတွေမဟုတ်ဘူးလို့အကြိမ်ကြိမ်ညင်းဆိုခဲ့ပါဗျ။ဒါပေမဲ့ကော့မြင့်ပြားပိုင်းနားမှာနေထိုင်တဲ့ ရှမ်းရွာသားတွေကတော့တခြားဇလန်တဖို့ကိုပြောပြပါဗျ။တထုတွင်တွေကိုတရုတ်လူမျိုးတွေကလောက်ကင်လက်ပတ်နေပြီးဝါစစ်သားတွေကလုံခြုံရေးတင်းတင်းကြပ်ကြပ်ယူပေးထားတယ်လို့သူတို့ကဆွဆွဲခဲ့ကြပါဗျ။ဒီရွာသားတွေကသူတို့ကိုယ်တိုင်ကော့မြစ်တလျှောက်တထုတွင်နေရာတစ်တွေရှာဖွေတဲ့စူဇန်ကြီးအဖွဲ့တွေကိုလိုက်ပို့ပေးခဲ့ရတယ်လို့ဆိုပါဗျ။လိုအပ်နေတာကတော့ဒီပြဿနာတွေကိုကင်တွယ်ဖြေရှင်းဖို့ယုံကြည်စိတ်ချရတဲ့စုံစမ်းစစ်ဆေးမှုနဲ့ပူးပေါင်းဆောင်ရွက်မှုပါပဲ။ ဘေကျင်းဆိုရလုတ်တင်တာကတော့သူတို့မြန်မာပြည်ကနေတင်သွင်းနေတဲ့မေရှားတက်ထုတွေရဲ့တကယ့်မူလရင်းမြစ်ကိုခြေရာခံဖို့ပါပဲ။ဒါမှသူတို့ရဲ့ယင်းနှုံနံမှုတွေနဲ့ထုတ်ကုန်တွေမှာတဘာဝပတ်ဝန်းကျင်ဆိုင်ရာစံနှုန်းတွေကိုလိုက်နာကြောင်းပြသနိုင်မှာဖြစ်ပါတယ်။တရုတ်နိုင်ငံဟာသူ့နိုင်ငံထဲမှာတော့ကမ္ဘာတင်းကျပ်ဆုံးပတ်ဝန်းကျင်ဆိုင်ရာစီမင်းတွေကိုကျင့်သုံးနေပါတယ်။တရုတ်ငွေတွေယင်းနှုံနံထားတဲ့တခြားနိုင်ငံတွေမှာလည်းဒီလိုမြင်မာတဲ့စံနှုန်းတွေကိုကျင့်သုံးကြောင်းပြသဖို့အချိန်တန်ပါပြီ။ ဘယ်တိုင်ဝိုင်းဘယ်နိုင်ငံမှကျင့်ဝတ်မရှိတဲ့ယင်းနှိမ့်နှံမှုကိုလိုချင်ကြမှာမဟုတ်ကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ဒီဝီမှာဖော်ပြထားတဲ့အဆောင်မရှင်ပတ်ကွန်ဂျွန်လန်ရက်ချ်ဆောင်ပါလက်ရဖြစ်ပါတယ်ဆောင်မရှင်ဟာထိုင်းနိုင်ငံခြေဆိုင်အတိချလွတ်လပ်တဲ့တရင်ဌာနတစ်ခုဖြစ်တဲ့ Transporter New E တီထောင်သူ Editor တူလေဖြစ်ပါတယ်ခင်ဗျာ